ကရင်ပြည်နယ်မြောက်ဒီမြို့ပေါ်ကနေအိမ်တလုံးမှကြားဖြန့်လုတ်ကိုင်းနေတဲ့တရုတ်နိုင်ငံသား30ကျော်ကိုနိုဝင်ဘာလ29ရက်နေ့ညကဖမ်းဆီးမိခဲ့တယ်လို့ဒေတာခန်တွေက AOD ကိုအတည်ပြုပါတယ်။မြောက်ဝတီမြို့အမှတ်၄ရပ်ကွက်ကြောက်လုံးကြီးဖုံကြီးကျောင်းအနောက်ဘက်မှာရှိတဲ့ဂျိတ်ပိတ်ထားတဲ့နေအိမ်တလုံးမှကြားဖြန့်လုတ်ကိုင်းနေတာကိုမြို့ခံတွေသိပြီးတရင်ပေးရာကဝင်ရောက်ဖမ်းဆီးတွားတာဖြစ်တယ်လို့စစ်ကော်မရှင်လက်အောက်ခံကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နှိစက်တဲ့မြောက်ဝတီမြို့ခံတအူးကပြောပါတယ်။ အဲ့တိရတွေကဘယ်ချိန်တည်းကရောက်ပြီးလာလုံနေကြတာလဲဆိုတာတော့မသိဘူးချိတ်ပိတ်ထားတဲ့အိမ်မှာလူတွေရှိနေတာတွေ့လို့မတင်ကြတာနဲ့သတင်းပေးလိုက်တာကြားဖြန်းကပြေးလာတဲ့တိရတွေလို့တော့သိရတယ်ခေခေပတ်နဲ့ရွှေကုတ်ကိုကပြေးလာတဲ့သူတွေတဲကတခုခုတော့ဖြစ်နိုင်ပါတယ်နောက်ပြီးဖမ်းမိတာကလည်းစစ်တပ်ကချိတ်ပိတ်ထားတဲ့အိမ်မှာဆိုတော့ဒီတိရနိုင်ငံသားတွေကစစ်တပ်နဲ့ရောတခြားလက်နက်ကိုင်တွေနဲ့လည်းအများကြီးဆက်ဆက်နေနိုင်ပါတယ် မြောက်ဒီမြို့ပေါ်မှာကြားဖြန့်လုပ်နေတဲ့ဒီတရုတ်နိုင်ငံသားတွေကိုကရင်နေကြားစောင့်တပ် BGF ကရင်အမျိုးသားလူမျိုးရေးတပ်မတော်ငင်းချမ်းရေးကောင်စီ KNN PC တပ်ဖွဲ့ဝင်တွေအပါအဝင်စစ်ကောင်မရှင်လက်အောက်ခံအဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးခဲ့ကြတာလို့သိရပါဗျ။ကြားဖြန့်လုပ်နေတဲ့ဒီတရုတ်နိုင်ငံသားတွေကိုခြေပိတ်ထားနေအိမ်မှာဖမ်းဆီးရမိရလို့ဝင်ရောက်ဖမ်းဆီးရမှာပါဝင်တဲ့အဖွဲ့အစည်းနဲ့နှိစက်တူကအတီးပြုတ်ပေမဲ့သူတို့ကိုဖမ်းဆီးမိရတဲ့နေအိမ်ဟာ ဂျိတ်ပိတ်ထားခြင်းရှိမရှိအေယာဝတီအနေနဲ့တိကျအတိပြုနိုင်တာမျိုးမရှိပါဘူး။ဖန်စီယာမီတူတွေထဲမှာတရုတ်နိုင်ငံမပုံတင်ကင်ဆောင်ထားတဲ့အမျိုးသားအယောက်30နဲ့အမျိုးသမီး3ယောက်အပြင်မြန်မာစကပြအမျိုးသမီး3ယောက်ပါဝင်ပြီးမိုဘိုင်းဖုန်းအလုံး100ကျော်နဲ့ကွန်ပျူတာနှလုံးစသားလေးနှလုံးနဲ့ထိုင်းပတ်ငွေခန့်မှန်း30ကျော်ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒါအပြင်နိုဝင်ဘာလ28ရက်နေ့အေဒီညမှာပဲ မြဝတီမျိုးရက်ကွက်ငားမှရှိတဲ့ကြားဖြန့်ယုံတစ်ခုကိုလည်းစစ်ကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့နဲ့လက်နက်ကင်အဖွဲ့အစည်းတွေဝင်ရောက်စီးနှင်းမယ်လို့ပြောဆိုပြီးလူဦးရေတထောင်လောက်ကိုယုံခါလိုက်တယ်လို့မျိုးခံပီတူတွေကအေယာဝတီကိုပြောပါတယ်ဒီကကြင်ပါလေဘယ်လိုဘုသောမှာဆက်ကြတာပဲ။အောက်မြေစေသာပြီးတိကျကြဘုသောဒီလိုက်ကြတော့ကတော့ရုံးပါဘုသောတဲ့ဒီပဲဆက်တာပဲ။ဒါပေမဲ့ညောင်းအော်လာအော်လာလို့လည်းဘူး။ လူများဆက်တာတော့လူတို့များရောကျွန်တော်တို့တော့ကာလန္တရတော့ပြည့်တယ်ဝင်စီးတယ်လူပြောရသူဖတ်ချောင်းခိုင်းတာပေါ့ဝင်ရှာမယ်ဝင်စီးမယ်ဆိုတော့အဲ့လိုပြောတော့သူတို့တို့မှချောင်းခိုင်းတာလူပြည့်ရတော့ကျွန်တော်တို့ဟိုအိမ်နာမကြီးလို့ဖြစ်တာဘောမ်းပြည့်ရပေါ့ရောက်ရင်းမှာတော့လောလောဆယ်တက္ကူကတော့ကူမမပြည့်တော့လည်းမျိုးရိပ်ကြီးတွေမှာဆက်နေတယ်တက္ကူကဆိုရင်တက္ကူကလည်းရှိဦးမရှိဘူးဘလုံးလူကြီးတက်တိုက်တိုက်ရောက်ခါတော့မရောက်အဲ့ဒီတိုင်းမြန်မာနယ်စပ်မြဝတီမြို့မှာ ရက်ကွက်၄နဲ့ရက်ကွက်၅အတွင်းကြားဖြန့်ယုံစုစုပေါင်း20လောက်ရှိရလို့လဲဒေတာခန်တွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်တလျှောက်ကကြားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာကအာရုံစိုက်လာချိန်မှာကရင်နယ်ကြားစောင့်တပ် BGF ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA အပါအဝင်အာဏာသိမ်းစစ်တပ်တို့ဟာကြားဖြန့်နေနေရေးကိုလှုံ့ဆော်နေရဆိုပြီးအတီးတီးထုတ်ပြန်ထားကြပါတယ်။မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ KK ဘတ်နဲ့ ရှေကုတ်ကိုမြို့တက်ကကြားဖြန့်လုပ်ငန်း site တွေကိုအာနာသိန်းစစ်တပ်နဲ့ BGF တွေကဝင်ရောက်ရှင်းလင်းနေရဆိုပြီးလဲထုတ်ပြန်နေရဖြစ်ပါတယ်။ဒီလိုအခြေအနေမှာကြားဖြန့်လုပ်ငန်းတွေဟာမြောက်ဦးတီမြို့ပေါ်ကနေအိမ်တွေမှာပါလောက်ကင်နေရကိုဖမ်းဆီးရမိရဖြစ်ပြီးခေခေပတ်နဲ့ရှေကုတ်ကိုကကြားဖြန့်လုပ်ငန်းတွေကိုယုံခါလိုက်တာကြောင့်အခုဆိုရင်မြောက်ဦးတီမြို့ပေါ်အပြင်ဖျားသုံးစုမြို့နဲ့ကြာအင်းစိတ်ကြီးမြို့တွေအထိပါကြားဖြန့်လုပ်တဲ့တူတွေရှေ့ပြောင်းလောက်ကင်နေကြတယ်လို့ဒေတာခန်တွေကပြောပါတယ်။